အမေရိကန်သမ္မတဒေါ်နယ်ထရဟာသူ့ရဲ့89နှစ်မြောက်မွေးနေ့နဲ့အမေရိကန်စစ်တပ်ရဲ့250ပြည့်အထိမ်းအမှတ်ကိုခန်းနာစွာရောက်ထွေးကျင်းပဖို့နှစ်ကာလကြာမြင့်စွာစိတ်ကူးခဲ့ပါတယ်။လက်တွေ့မှာတော့စေးပြခန်းနာကြီးဟာစိတ်ပြေဖွယ်ရာနေ့တစ်နေ့အဖြစ်နေတာအဆုံးသတ်ခဲ့ရတယ်လို့နိုင်ငံတကာသတင်းဌာနတွေမှဖော်ပြထားပါတယ်။ဇွန်လ14ရက်နေ့ဟာအမေရိကန်စစ်တပ်ရဲ့နှစ်ပတ်လည်နေ့ဖြစ်တယ်လို့ဒေါ်နယ်ထရန့်ရဲ့မွေးနေ့လည်းဖြစ်ပါတယ်။အဲ့ဒီနေ့အတွက်သမ္မတထရန့်ဟာ သူ့ရဲ့သမရပထမသက်တမ်းတော့ကပယ်ရီမြို့မှာမြင်တွေ့ခဲ့ရဘူးတဲ့ပြင်သစ်အမျိုးသားနဲ့စီရေးပြပွဲလို့ခနာထဲဝါရဲစီရေးပြအခမ်းအနားကြီးကျင်းပဖို့နှစ်ကာလကြာမြင့်စွာအိမ်မက်မှတ်ခဲ့သူပါအမေရိကန်ဒေါ်လာသန်း40ကနေ45ဒန်းအထိအကုန်ကျခံထားတဲ့အရိအခမ်းအနားဟာညှော်မှန်းထားသလောက်မအောင်မြင်ခဲ့ပါဘူးခံနှောင်းမှုမရှိခဲ့ဘဲစီမံခန့်ခွဲမှုညံ့မြင့်ခဲ့ကြောင်းအရိပွဲကိုတက်ရောက်သူများကပြောဆိုခဲ့ပါတယ် အနေနဲ့အရင်ကလာရောက်အားပေးတဲ့ထရန်ထောက်ခံသူအချို့ပင်စိတ်ပြေစကားဆိုခဲ့ကြပါတယ်။ဘွယ်ကင်အတွင်းမှာအမိုက်ပုံးတွေကပြေရှံနေပြီးစားတော့ဆိုင်တွေမှာလည်းလူ၄၀ကျော်50အထိလူတန်းရှည်နဲ့တန်းစီစောင့်ဆိုင်ခဲ့ရတယ်လို့ဆိုပါတယ်။ဒါအပြင်ဝင်းမောင်းထပ်ပေါက်တွေကိုအမတ်သားတွေနဲ့တေးချောင်းစနစ်တကျမပြတ်ထားတဲ့အတွက်ပွဲလာသူတွေမှာနေရာရှာဖို့နဲ့ပြန်လည်ထွက်ခွာဖို့အခက်အခဲဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။တမရောင်းထရန်နဲ့ သမရကတော့မယ်နီယာထရန်နိုကိုတိုင်းစိတ်ပြက်လက်ပြက်ဖြစ်ခဲ့တာကိုသူတို့ရဲ့မျက်နှာတွေမှာအထင်ရှားတွေ့နေရပါတယ်။ထရန်ရဲ့စီးပြပွဲကိုထောက်ခံသူတောင်းနဲ့ချီပြီးတက်ရောက်နေကြမှာပဲ။နိုင်ငံတော်ကမြို့ကြီးတွေမှာတန်းနဲ့ချီတဲ့ပြည်သူတွေက လမ်းမထွက်ဆန္ဒပြခဲ့ကြပါတယ်။ဆန္ဒပြသူတွေကဘရင်စနစ်အလိုမရှိ ပြည်နေနံပေးတာချက်ချင်းရနဲ့အာနာရှင်ထရန်စတဲ့ဆိုင်မုတ်တွေကိုကင်ဆောင်ပြီးအစိုးရရဲ့လုပ်ရက်တွေကိုပြင်းထန်စွာကန့်ကွက်ခဲ့ကြပါတယ်။ ထရန့်ရဲ့ကြာမြင့်လာတဲ့မွေးနေ့ပွဲအိမ်မက်ကြီးဟာဒေါ်လာ340ကျော်ကုန်ကျခဲ့ပေမဲ့ဖီယိုဖျန်းစစ်ချီတဲပွဲကိုသာပြန်ရရှိခဲ့ပါတယ်။ဒါအပြင်သူ့ကိုကန့်ကွက်ဆန္ဒပြသူတွေကတော့နိုင်ငံအနှံ့မှာဆန္ဒပြပွဲတွေကိုချီတက်ကျပါပြီးထရန့်အတွက်စစ်ပြစ်ပွဲမွေးနေ့လက်ဆောင်ကိုပေးအပ်ခဲ့ကြပါတယ်ရှင်။အခုလိုသတင်းတွေကိုပုံမှန်မျှဝေပေးနိုင်ဖို့ ਨੇ CJ Platform သတင်းဌာနရေရှည်ရဲ့တင်နိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။ တရင်အစ်စ်အစ်စ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း channel ကို like and subscribe လုပ်ဆောင်ပြီး notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။